ဂျေဇုတော်နေ့ပတိုင်ငယ်တည့်ရက်လိုမှာအမေရိကန်သမ္မတအင်ဂျူရောကမှမျိုးသားအဆောင်တပ်ဖွဲ့ဝင်အုပ်တရသမတူကဘလုံးလေးကနီးကပ်ပစ်ခတ်ခဲ့လို့အပြင်းထန်တံရရရှိခဲ့ကြပါလေ။ FBI ကပစ်ခတ်ခဲ့သူရဲ့ရည်ရွယ်ချက်ကိုဖော်ထုတ်ဖို့ကြိုးပမ်းနေချိန်မှာပဲသမ္မတထရန့်ကတန်တရားရှိသူရဲ့နိုင်ငံသားနဲ့ပတ်သက်ပြီးချက်ချင်းပဲပြစ်တင်ပြောဆိုခဲ့ပါလေ။ We must now re-examine every single alien ဖမ်းဆီးခံရတဲ့သူဟာကမ္ဘာပေါ်ကငရဲပြည်ဖြစ်တဲ့အာဖဂန်နစ္စတန်နိုင်ငံကနေအမေရိကန်ပြည်ထောင်စုထဲကိုဝင်ရောက်လာခဲ့တဲ့နိုင်ငံခြားသားဖြစ်ပါတယ်။ဘိုင်ဒန်လက်ထက်မှာအာဖဂန်နစ္စတန်ကနေကျွန်တော်တို့နိုင်ငံထဲကိုဝင်ရောက်လာသူတိုင်းကိုအခုပြန်လည်စစ်ဆေးရပါမယ်လို့တမရထရန်ကပြောဆိုပါတယ်။အဲဒီနောက်အာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့ပြောင်းရွှေ့နေထိုင်ခွင့်ရှောက်ထားမှုတွေအားလုံးကိုရပ်ဆိုင်းလိုက်ပြီးလို့အမေရိကန်ဆိုရကကြေညာခဲ့ပါတယ်။အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကတော့ပြက်ကတ်ခဲ့သူလို့တန်တရားရှိသူဟာဝါရှင်တန်ပြည်နယ်မှာနေထိုင်သူ ရာမန်ဒူလာလာခန်ဝဲဆိုသူဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။အမေရိကန်တပ်ဖွဲ့တွေအာဖဂန်နစ္စတန်နိုင်ငံကနေဆုတ်ခွာပြီးတဲ့နောက်မှာတာလီဘန်တွေလက်စားချေတုံ့ပြန်မှုကိုကြောက်ရွံ့လို့အာဖဂန်တွေကိုပြန်လည်နေရာချရာပေးရေးစီစဉ်တဲ့2021ခုနှစ်မှာအမေရိကန်နိုင်ငံထဲကိုဝင်ရောက်လာခဲ့သူလို့ဆိုပါတယ်။လာခန်ဝဲဟာအမေရိကန်တပ်ဖွဲ့အနေနဲ့တူအာဖဂန်စစ်တပ်မှ10နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တယ်လို့ NBC သတင်းဌာနကဖော်ပြပါတယ်။ Rider သတင်းဌာနကလည်းဒီနှစ်အေဘီလာမှာသူ့ရဲ့ခေါလုံခွင့်ကိုအတည်ပြုပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဆေးရုံတင်ထားရတဲ့အပြင်းထန်တဲ့ရသွားတဲ့တပ်ဖွဲ့အနှူးကတော့ West Virginia အမျိုးသားအစောင့်တပ်ဖွဲ့က Washington DC မြို့တော်မှာရာဇဝတ်မှုထိန်းချုပ်ရေးနဲ့ဆီလုထားတဲ့အငင်းပွားပွဲရအစီအစဉ်ကဖြစ်ပါတယ်။ဒီပိတ်ကတ်မှုဖြစ်ပြီးတဲ့နောက်မှာသမရထွန်းကမြို့ထဲကိုအစောင့်တပ်ဖွဲ့ဝင်900ထပ်မံဆီလုဖို့မိန့်ပေးခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကတော့တရားသူကြည်တူးကအယူခံဝင်စဲကာလမှုတပ်ဖွဲ့ဝင်တွေထက်ဆီလုချထားမှုကိုရပ်ဆိုင်းထားဖို့အမိန့်ချမှတ်ထားပါတယ်။ ပြစ်ခဲ့ရတဲ့အကြောင်းရင်းကိုတော့ FBI ဥဆောင်တဲ့စုံစမ်းအဖွဲ့ကစုံစမ်းစစ်ဆေးဆဲဖြစ်ပါလေခင်ဗျာ။